အားလုံးပဲမင်္ဂလာပါခင်ဗျာမတွေ့ရတာလည်းကြာပြီဆိုတော့ဒီနေ့တော့ကျွန်တော်ညောက်က daily blog အနေနဲ့ကျွန်တော်တို့တနေ့တာသွားလိုက်တဲ့ဒီဘန်ကောက်မြို့ထဲကခီးစဉ်လေးတစ်ခုကိုပဲကျွန်တော်တို့တင်ပြပါမယ်ခင်ဗျာမနေ့စောစောခုနှစ်နာရီခွဲလောက်ထပြီးတော့မှကျွန်တော်တို့ရွှေတောင်ဖျားကိုဘန်ကောက်ပတ်တုံနန်း လေးစိတ်ကနေပြီးတော့မှကျွန်တော်တို့၁၄စီပြီးတော့မှ၁၆ပတ်နဲ့ပေါ့နော်၁၄စီပြီးတော့အခုမြင်နေရတဲ့ရွှေတောင်ဖျားကိုလာဖူးကြတာပဲဖြစ်ပါတယ်ခင်ဗျာဝင်ကြီးကတယောက်ကိုပတ်တရားပေးရပါတယ်နိုင်ငံသားသားဆိုရင်ပေါ့နော်ထိုင်းနိုင်ငံသားဆိုရင်တော့ free ပါခင်ဗျာ၁၄ကိုဂိတ်ဆုံးတိစီးလာတာနဲ့ကျွန်တော်တို့ ဘယ်ဘက်မှာမြင်ရတယ်ပေါ့နော်လမ်းလျှောက်သွားရင်လည်းရပါတယ်ကျွန်တော်တို့ကအဲ့နေကပထမဦးဆုံးလဲသွားဘူးတာဆိုတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့နာက၃မင်းသမားကိုငားလိုက်ပါတယ်၃မင်းငားတာကလည်းတယောက်ကို20လောက်ပဲပေးရတယ်ပေါ့နော်အဲ့တော့တန်လားဆိုတော့အရင်တန်ပါတယ်ခင်ဗျာတောင်ပေါ်မှာဘာတွေရှိမလဲဆိုတာကျွန်တော်တို့နဲ့အတူတူလေကတိပေါင်း344တစ်ကိုတက်ပြီးတော့မှတွေ့ကြည့်ကြရအောင်ခင်ဗျာဒါကတော့ကျွန်တော်တို့လေကတိ

ဒါကတော့အပေါ်အနေမြင်ရတဲ့ဘန်ကောက်မြို့အလှပေါ့နော်။ဘင်နားနဲ့နီးလဲဆိုတာကိုအလွယ်ပြောရင်အားလုံးသိကြတဲ့မြဖះနဲ့နေပါတယ်။ဒီနားမှာတောင်ပေါ်ဖះတွေဖះတွေအများကြီးရှိပါတယ်။ဒီနားပတ်ချလန်မှာဖះဖူးမဲ့ဆွေကောမှဟိုတရက်လောက်အချိန်ပေးရမယ်ပေါ့နော်။ဒါကတော့လောဆယ်ကျွန်တော်တို့တောင်ပေါ်ဖះဖူးပြီးရင်တခြားကျွန်တော်တို့မရဖူးသေးတဲ့နောက်ထပ်ဖះတဆူကိုတွားပြီးတော့ဖူးပါမယ်။ဒါကတော့တောင်ပေါ်မှာတီထားကိုွယ်တဲ့ဖះဆင်းတူတော်တွေပါခင်ဗျာ။ဒါကအာပြောရရင် တတိယအဆင့်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒီအပေါ်ဆုံးအထိတက်ရပါတယ်ဒီတောင်ပေါ်ဖျားမှာကအောက်ကနေအပေါ်အထိဖနှက်ချွတ်စရာမလိုဘူးပေါ့နော်ဒီဖျားတဲ့ဝင်လို့ရှင်လဲဖနှက်မချွတ်ရအောင်ဖျားတောင်ပေါ်အထိတက်လဲဖနှက်မချွတ်ရအောင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘုရားဘာသာမြန်မာလူမျိုးဆိုတော့ဖျားဖူးတဲ့အခါတွေဖျားရှိခိုးတဲ့အခါတွေအဲလူတန်းတဲ့အခါတွေမှာတော့ကျွန်တော်တို့ကတော့ချွတ်ခဲ့ပါတယ်ခင်ဗျာ ဒါကတော့တောင်ထိပ်အပေါ်ဆုံးအဆင့်ပေါ့နော်ဒီပေါ်မှာ CD တစ်စုရှိပါတယ်ဒီပေါ်မှာပဲကျွန်တော်တို့သင်ခန်းလူလို့ရတယ်ပြီးတော့ခေါင်းလောင်းလေးတွေကိုယ့်ရဲ့နာမည်လေးတွေရေးပြီးတော့လူလို့ရပါတယ်ခင်ဗျာ ါမျိုးခေါင်းလောင်းလေးပါခင်ဗျာအဲဒီဘက်ကမြင်ရတာကတော့တင်ကန်းပေါ့နော်တင်ကန်းကတော့အမထိုင်နေတဲ့ဆရာတော်ပဲလူခဲ့ရတာပါခေါင်းလောင်းကတော့ဒီကိုချိတ်ချင်တဲ့တောင်းလေးမှာတော့ပြီးတော့နာမည်လေးရေးပြီးတော့ချိတ်ခဲ့လို့ရပါတယ်ခင်ဗျာเออพยายามเลยพูดพี่ๆสรเราจะเราเส้นมาเมดีอะคุเมียนอ่ะก็อเส้นลั่นปอนเนาะ ီအောက်မှာလည်းအခုလိုမျိုးနာမည်လေးရေးပြီးတော့ခေါင်းလောင်းလေးတွေလူခဲ့လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအောက်မှာတော့မလူခဲ့ပါဘူးခင်ဗျာပုံမှန်ဒီတောင်ပေါ်ဘုရားကဘုရားပွဲလေးလုပ်တယ်ပေါ့နော်ကျွန်တော်အထင်ဇယ်လာပိုင်း၁၇လပိုင်းလောက်လာတော့မသိဘူးကျွန်တော်မမှတ်မိတော့ဘူးပေါ့နော် ကေဗျာတောင်ပေါ်ဖျားလဲပူပြီးပြီဆိုတော့ကျွန်တော်တို့ဒါမြတ်ဖျားဘေးနားမှာရှိတဲ့နောက်ထပ်ဖျားတဆူကိုတွားပြီးတော့ပူမြော်ပါမယ်ခင်ဗျာဒီပြားမှာကကိုရဲ့နေနံအလျောက်စီမီပူဇော်လို့ရတယ်လို့အကျွေးစေးလေးတွေနဲ့လည်းကိုရဲ့ဒီနေနံပေါ့နော်ဗုဒ္ဓဆိုရင်ဗုဒ္ဓဖရာရဲ့အရှိမပူဇော်လို့ရပါတယ်အဲ့ဒီအကျွေးစေးလေးတွေကတစ်ခွက်ကိုအခုလိုမျိုးဂျာကလာလေးနဲ့တစ်ခုကို20ပေးရတယ်ပေါ့နော် ပြီးတော့ရွှေတင်ကန်းလည်းကတ်လို့ရပါတယ်အဲ့ဒီရွှေတင်ကန်းနေကတ်ချင်တာတွေစီမီတွေအတွက်ပန်းတွေအတွက်ကတော့အပြင်တန်းမှာဝယ်ခရင်စီအရန်တက်တာပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်တို့လူဖို့ဝယ်ထားတဲ့ရွှေသင်္ကန်းရဲ့ပဝါလေးရဲ့ပန်းရဲ့ဖြစ်ပါတယ်ရွှေသင်္ကန်းနဲ့အဲ့ဒီအစိမ်းအောင်လေးမြင်နေရတာအစိမ်းအနီအဝါပေါ့နော်ပဝါလေးတွေသူချီပြီးတော့ဆူတောင်းရတဲ့ဟာအဲ့အဲ့ဒါလေးရေကမှတရားပဲပေးရပါတယ်အဲပြီးတော့ကန်းကတော့အရှိမချိရမယ်ပေါ့နော်ဒီနောက်မှာတော့ကိုလူကျင်တဲ့ဖရားကိုရွှေသင်္ကန်းကတ်လူလို့ရပါတယ်ခင်ဗျာပန်းကတော့အခုလိုမျိုးလူစရာတန်းလေးလုပ်ပေးထားရပေါ့နော်အမှချိခဲ့ရတာပါခင်ဗျာ ကျွန်တော်လေးအိန္ဒိယပန်းလူရင် တန်းလန်းနဲ့လူနေုံရှိသေးတယ်အဲ့ဒီရဲ့ကောပကလာကပ်ပီယာလာမသိဘူးပန်းတော်လူခုမှလူနေုံရှိသေးတယ်သူကဖြုတ်တယ်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 ကျွန်တော်ကလူရင်နဲ့ဘလိုစိတ်နဲ့လူအောင်လိုက်တော့မသိဘူးဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အာစီမီအတွက်စီလူတာပေါ့နော်မိထွန်းရတာမဟုတ်ဘူးသူကထုံးမိသားထဲမှာစီလူရတာပါဒီမှာလဲတင်းငင်းတွေတင်းလာအင်္ဂါဘုလိုကြာပေးတောက်ကြာစနေဆိုပြီးတော့နေ့နံအဆုံရှိပါတယ်ခင်ဗျာ ကဲဗျာဒီနေ့အတွက် daily blog ကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ